ကျွန်မဒီနေ့ဘာပြောချင်လဲဆိုတော့ကြိုတင်ပြီးတော့ကျွန်မရင်တစ်ခါလဲပြောခဲ့ပြီးသားပါเนาะဒါပေမဲ့လေအခုပြန်ပြီးတော့မှနောက်တစ်ချိန်ပေါ့เนาะဒါထပ်ပြီးတော့မှပြောတာပါဒုတိယအချိန်လားတတိယအချိန်လားတော့မသိပါဘူးကျွန်မအရင်ပြောခဲ့ပြီးသားပါเนาะဘာလေးတွေတွေ့နေလဲဆိုတော့ကျွန်မတဲမှာလဲကျွန်မတော်တော်လေးကြည်နေနေတွေ့နေတယ်ရွှေစုစာအုပ်စုဖို့အတွက်ပြီးဆိုပြီးတော့မှကျွန်မတို့အရင်မဲတွေစုသလိုပဲခေါ်နေကြတာ နော်အာသူတို့ရဲ့စကားကတော့အဲတရွေးပဲဆူဆူနှစ်ရွေးပဲဆူဆူသုံးပြည့်မဲ့အတူတူပတ်စံလေးတွေဆူနှစ်ပတ်စံလေးတွေ9000တသိန်းသုံးပြည့်မဲ့အတူတူဒီမှာဆူလို့ရတယ်ရွှေဆစ်ဆောင်လေးလှုပ်ထားပေးမယ်ဆိုပြီးတော့မှဒီလိုမျိုးလေးတွေဒါရက်ွက်ထဲလေးတွေမှာအဲဒီလိုလေးတွေနဲ့လှုပ်ပြီးတော့မှ post လေးတွေတင်ပြီးတော့မှခေါ်နေကြတာလေးတွေတွေ့တယ်နော်ဆိုတော့ခေါ်နေကြတာလေးတွေ့တဲ့အခါကျတော့ကျမပြောပြချင်တယ်အဲ့ဒီအတွက်ကိုကျမအမြဲတမ်းပြောပါတယ်ကျမအင်းငယ် ပြောဆိုချက်တွေဟာလူတစုကကျမကိုမုန်းပါမယ်လို့ကျမပြောပြီးသားဒါပေမဲ့အဲ့ဒီမုန်းတာတွေကိုဂယုမဆိုင်ဘဲနဲ့မကြောက်ဘဲနဲ့ပြောတာဒီအများကောင်းစေချင်လို့ပြောတာပါနော်ဆိုတော့ကျမအတွက်ဒီစကားတွေမပြောလဲကျမကဘာမှမဖြစ်ဘူးဒီစကားတွေပြောလဲ ပြောရင်ဘာဖြစ်လဲဆိုတော့ကျမကိုလူမုံများတာပေါ့နော်မုံနေလူရှိတာပေါ့ဒီစကားကြီးမပြောရင်ရောကျမကဘာဖြစ်လဲဆိုဘာမှမဖြစ်ဘူးနော်ပြောရင်ရောကျမကိုဘသူကဘာဖြစ်လဲဆိုတော့ဘာမှမဖြစ်ဘူးနော်ဘာအကျိုးမှမရှိဘူးဒါပေမဲ့ကျမစကားအောင်နားထောင်လိုက်ရတဲ့သူတွေကတော့အကျိုးရှိသွားမယ်အဲ့တော့မုံညင်မုံလို့ရပါတယ်နော်မုံမုံညင်မုံလို့ရပါတယ်မုံမှာလွတ်လွတ်လပ်လပ်မုံလို့ရတယ်နော်ဆိုတော့ဘာဖြစ်တယ်လဲဆိုတော့အိမ်ရွှေစုစာအုပ်ကလေးတွေအဲ့တော့အရင်တုန်းကကျမတို့မဲတွေဆိုပြီးမဲတွေစုကြတယ် အဲ့တော့ဘသူတွေအများဆုံးဆိုအမျိုးသမီးတွေပေါ့ရက်ွက်တရားအမျိုးသမီးတွေเนาะမဲတွေစုကြတယ်မဲတွေစုကြပြီးကျမတော်ပါပါတယ်ဘာဖြစ်လို့ရင်းနေတဲ့သူတွေလဲမပါပြီးပါအောင်ဆိုအဲ့လိုတွေပြောသူတို့ရဲ့ဟာတွေကလည်းကိုလည်းကိုလည်းနားမလဲသိလားဟာဘလိုတွေဘလိုတွေလီလံမဲတွေရောဘလိုစုမဲတွေရောဘာအများကျမနားမလဲကျမတော့ပုတ်ကိုရေးရပဲလူနဲ့ပဲပေါ့ကိုနဲ့ရင်းနေနေတယ်ဟာကိုလည်းပါပြီးပါအောင်ပူပူအားဖြည့်ပေးပါအောင်ဘာညာဆိုအိုးဘလိုပဲဖြစ်အကိုကတော့ငွေလိုတဲ့သူမဟုတ်ဘူးငွေလိုတဲ့သူမဟုတ်တဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ကျမကတော့ပတ်ဆက်မယူဘူးရတယ် ကျွန်မကိုပတ်စံဟိုဟာမဖြစ်နဲ့အဲမပေးနဲ့ကျွန်မနောက်ဆုံးကြမှာပဲယူမယ်ထုတ်ထုတ်ထုတ်သူကျွန်မအမြင်လည်းမပေးချင်ဘူးသူများကိုအမြင်ပေးပြီးပတ်စံထုံရလောက်အောင်လဲကျွန်မငွေမလိုနေတော့နောက်ဆုံးမှယူမယ်ဒါဆိုရင်အမြင်ပေးစရာမလိုဘူးပေါ့ကျွန်မကူညီတာလေသူတို့တွေကပါမယ်ဆိုအဲ့လိုပဲထ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 ဲကိုလဲထုတ်မယ်ဆိုပြေးကိုထုတ်ခဏီးဆိုပြေးတယ်လားကိုထုတ်ခဏီးဆိုပြေးတင်းထောင်ချီเนาะအဲ့လိုမျိုးယင်းကြီးတဲ့သူတွေပဲနှစ်ဦးသုံးဦးဒီလိုနဲ့ပါခဲ့တယ်ပေါ့เนาะအဲ့တော့ပါလဲဆိုဇရိတာပေါ့ကိုကျင်တရားပေါ့ အဲ့တော့အဲ့မဲတွေကတော့လူတွေကတော်တော်များများလဲခံပြီးသွားပြီးပြီးတော်တော်များများလဲအဲ့တော့အခုအဲ့မဲသမားတွေကပြေးကြရောအဲ့အချိန်မှာပြေးကြပြီးတော့မှတစ်နှစ်တန်တီးနှစ်နှစ်တန်တီးနဲ့ပျောက်သွားရောဟောပြီးလဲပြီးရောအာ ဘာမှမဖြစ်တော့တယ်လို့ပဲပြန်ပေါ်လာတယ်เนาะပြန်ပေါ်လာရင်ဒီဘက်ကပါသွားတဲ့သူတွေဒါဘုံမပြတ်တဲ့သူတွေအခက်ခဲဖြစ်သွားတဲ့သူတွေဒုက္ခရောက်တဲ့သူတွေ ਨੇ ဒါဖြစ်တယ်သူတို့ကအချိန်တစ်ခုလဲရောက်လဲရောက်ပေါ့သူတို့ကလိုင်းပေါ်မှာတထေးเนาะပြန်ပေါ်လာကြတယ်เนาะဆိုတော့ဒါလည်းအကုန်လုံးတည်ပြီးဖြစ်ပါလိမ့်မယ်အခုလာပြီးနောက်တစ်မျိုးရွှေစုစာအုပ်ဆိုပြီးတော့မှလာတယ်เนาะဆိုတော့ကျွန်မတိတိကျကျတစ်ခုပြောရရင်เนาะဥပဒေချောင်းအရာလဲတရားမဝင်ဘူး နော်ရက်ဘတ်ထဲမှာရွှေစုစာအုပ်စုဖို့အတွက်ခေါ်နေတာတွေကဥပဒေကြောင့်ညပြောင်းရမယ်ဆိုရင်တော့အဲ့ဒီဟာဒီတရားမဝင်ဘူးကျမတို့တွေကဒီရွှေဆိုတာတက်တူတွင်လိုင်စင်ရှိမှရွှေလုပ်ငန်းကလုပ်လို့ရတယ်နော်ကျမတို့ရွှေဆိုင်တွေဖွင့်နေဆိုရင်ကျမတို့ကတောင်မြလိုင်စင်တက်တူတွင်လိုင်စင်စသဖြင့်အဲစီပင်လိုင်စင်စသဖြင့်ဒီလိုမျိုးအစိုးရစီမှာလိုင်စင်တွေဆောင်အခွင့်အရေးဆောင်ပြီးတော့မှရွှေဆိုင်တွေကျမတို့ရေဒနာဆိုင်တွေဆိုတာဖွင့်လက်ထားရတာ နော်အဲ့တော့ဒီတိုင်းမဲ့ရက်ကွက်ထဲမှာဘာမှမဟုတ်ဘဲနဲ့လူတယောက်ကနေပြီးတော့မှကျမတို့တခါရင်အဲရွှေစုစာအုံးနဲ့စုလို့ရတယ်ဆိုပြီးတော့မှခေါ်နေတာတွေဟာတွေဥပဒေကြောင်အညာတရားမဝင်ဘူးနံပါတ်1အချက်သိထားဖို့ဥပဒေကြောင်ရတရားမဝင်မှုဒါဆိုရင်အဲ့ဒီလိုစုတဲ့သူတွေဟာတကယ်လို့ something wrong ဖြစ်လာရင်ဥပဒေရဲ့အကာအကွယ်ကိုမရနိုင်ဘူးဟုတ်ပြီနော် ဆိုတော့အဲ့တော့ကျမတို့ဒါဆိုရင်စိုင်းနေရရောဆိုတော့စိုင်းနေကသူကနှိရှီလာများစိုင်းနဲ့ကနားနဲ့ဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့စိုင်းကြီးနေရတော့တာဝန်ယူမှုတာဝန်ခံမှုနဲ့ယောနိုင်စားနိုင်တဲ့ဟာသူ့ရဲ့နာမည်ဂုဏ်သတင်းဆိုတဲ့ဟာရှိတယ်နောက်တစ်ခါသူဟာတရားဝင်အစိုးရမှာအခွန်ဆောင်ထားပြီးသားလုပ်ငန်းလိုင်စင်တွေရှိထားပြီးသားအဲကျမတို့အာတရားဝင်လောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုတော့ကျမကတီးစားအနေနဲ့မပြောလို့ဘူး နော်ဆိုတော့အဲ့လိုမျိုးပြောရင်လည်းပတ်စံရှိတဲ့သူဘက်ကပါတယ်ပတ်စံမရှိတဲ့သူဘက်ကပါတယ်เนี่ยလာမပြောနဲ့ဒါဥပဒေကြောင်းအရာနဲ့ကျွန်မကတရားဝင်မှုတရားမဝင်မှုကိုပြောပြတာနော်ငွေရှိတဲ့သူဘက်ငွေရှိတဲ့မလူဘက်လို့မဟုတ်ဘူးအဲ့တော့ဒီလုပ်ငန်းကြီးတွေကစိုင်းကြီးတွေက လုတ်တယ်ဆိုရင် ကျွန်တော်တို့ကဒါနှစ်ရှီလာများထူထောင်နိုင်ရဲ့သူ့ရဲ့ brand image ကိုတို့တို့လွယ်လွယ်ကူကူနဲ့မချိုးဖောက်ဘူးဒီအတွက်ကျွန်တော်တို့ကယုံကြည်လို့ရောက်တဲ့အနေအထားမှာရှိတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ရက်ွက်ထဲကိုပြန်ဆဲမယ်။ရက်ွက်ထင်းကနေရွှေစုဆောင်အောင်ဆိုပြီးတော့မှကျွန်တော်တို့လုပ်နေတဲ့သူတွေဘယ်မှလဲအာမခံချက်။တခုခု something wrong ဖြစ်ရင်ဘယ်မှလဲအယုံအဆန်း။ဟုတ်တယ်နော်။ ဆိုတော့ရွှေစုလို့ရတယ်ဟော့ပေါ့စားမယ်တူတူရွှေ9000မိုးလာစုလိုက်တရင်းလာစုလိုက်နှစ်ရင်းလာစုလိုက်သုံးရင်းလာစုလိုက်ဆိုပြီးတော့မှဒီလိုပဲဟုတ်ပြီကျွန်မတို့က9000စုမယ်တသိန်းစုမယ်နှစ်သိန်းစုမယ်သုံးသိန်းစုမယ်နော်ရွှေတရွေးရနေစုရင်း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 နဲ့ကဲတစ်နှစ်ပြည့်သွားပြီသူစီမှာကျွန်မတို့ကရွှေ3လေးချက်သာဖြစ်သွားပါပြီတဲ့ ကျမတို့ရွှေမယူထားသေးဘူးကိုပတ်စံပဲပေးထားတာလေ။ तू ကဒီပတ်စံကိုရွှေဝယ်ထားချင်လဲဝယ်ထားမယ်။ तू another business လုပ်ချင်လဲလုပ်မယ်။ तू တခုခုလုပ်ချင်လဲလုပ်မယ်။ Okay အဲ့ဒီအချိန်မှာကျမတို့ကကိုရွှေယူတော့မယ်ပေးတော့ငါရွှေပေးတော့ဆိုတော့မပေးနိုင်သေးဘူးဆိုရင်ဘာနဲ့တောင်းမှာလဲ။ဘယ်လိုတောင်းမှာလဲ။ဟုတ်လား။ကိုပတ်စံကိုသူများကိုအပ်ထားရတဲ့ကိစ္စအဲ့ဒီအတွက်ဘာမှ အကာအကွယ်မရနိုင်ဘူးအဲ့တော့ရက်ွက်ထဲဒီမှာရွှေစုစာအုပ်ရွှေစုစာအုပ်ဆိုပြီးတော့မှလုံနေတာတွေခက်စိတ်စိတ်တွေတွေ့လာရတယ်ဟိုခုနကစုမဲကိစ္စလိုပဲအချိန်တန်ရင်ပြီးသွားရင်မိမိမစားရမတော့ရချွေးနေစာတွေအလဟတ်တပါမယ်ဟုတ်ပြီလားစုချင်သလားစုချင်ကိုယ့်အိမ်မှာစုပုံးလုပ်ထားလိုက်9000ရွှေတရေးစာစုမယ်မလားအေး9000စုပုံးနဲ့ကိုထည့်လိုက် တသိန်းလားတသိန်းစုပုံးနဲ့ကိုထဲလားနှစ်သိန်းစုစံလားနှစ်သိန်းစုပုံးနဲ့ကိုထဲလားအဲ့ဒါကိုပစ္စည်းကိုလက်ထဲမှာမြင်ရတယ်နော်အဲ့တော့ဆိုင်ကြီးတွေကရွှေဆိုင်ကြီးတွေကရွှေစုစာအုပ်လို့လောက်တာနဲ့ရက်ွက်ထဲဒီမှာပါရွှေစုစာအုပ်ဆိုတဲ့ကိစ္စပေါ်လာတယ်အဲ့တော့ကျမတို့တိုင်းပြည်မှာမှန်တာပြောရင်လူမုံနဲ့เนาะကျမလည်းရွာပြင်ထွက်ရတော့မယ်ရွာပြင်မှာကျမကလည်းအိမ်လေးအိမ်ကြီးအိမ်ကောင်းတလုံးကောင်းကောင်းတော့စောက်ထားမှရတော့မယ်ဘယ်သူတွေဖော်လိုက်မလဲရွာတယ်ဖို့เนาะဆိုတော့လေ အဲ့တော့ဒီစုမဲတွေနော်နောက်တစ်ခါအခုရွှေစုစာအုပ်ဆိုပြီးနောက်တနည်းနဲ့ပေါ်လာပြန်တယ်ရွှေစုစာအုပ်တွေဒါရီယာတရားမဝင်ဘူးဘာမှ license လည်းမရှိဘူးနောက်တစ်ခါအပေါင်ခံတယ်ဆိုရင်တောင်မှလေကျမတို့ကဥပဒေတွေကိုသိဖို့လိုအပ်တယ်ကျမတို့အပေါင်ခံတယ်မဟုတ်လားကျမတို့ကအခုယေဒနာဆိုင်ပေါ့အခုကျမတို့ကနေသိအိမ်ပေါ့ယေဒနာဆိုင်ပေါ့နော်အပေါင်ခံတယ်ပေါ့အပေါင်ခံမယ်ကိုယ့်စီမှာပေါ့အပေါင်ခံမယ်ဆိုရင်ကျမတို့က အပေါင်လိုင်းစင်မရှိဘဲနဲ့အပေါင်ခံလို့မရဘူးမြို့နယ်အပေါင်ဆိုင်ကတိသွားတယ်ဆိုရင်တရားစွဲလို့ရတယ်သူကဒီမြို့နယ်မှာအမိန့်ရအပေါင်ဆိုင်ဆိုပြီးတော့မှအစိုးရကိုသူကအခွန်ပေးထားပြီးတော့မှသူကဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီမြို့နယ်ထဲမှာအခွန်မယူဘဲအခွန်မဆောင်မင်းနဲ့ဒီလိုမျိုးအပေါင်ခံတဲ့သူတွေကိုဒီအမိန့်ရအပေါင်ဆိုင်တွေကတရားစွဲလို့ရတယ်။နောက်တစ်ခါဥပဒေကြောင့်အညာ တရားမဝင်မှုအပေါင်ခံစားလို့မရဘူးကိုကနားလည်မှုနဲ့သာအချင်းချင်းဒီလိုမျိုးလုပ်ကြတာလေနော်ဆိုတော့လေကျမတို့ကဥပဒေတွေကိုတည်တည်ငြိမ်ငြိမ်တည်ထားတော့မှဘယ်ဟာတော့ဖြစ်ကိုအတွက်အကာအကွယ်ရနိုင်တယ်ဘယ်ဟာတော့ဖြစ်ကိုအတွက်အကာအကွယ်မရနိုင်ဘူးဆိုတာသိရမှာအဲ့တော့ကျမတို့မြန်မာပြည်မှာအဲ့လိုမျိုးပြောရင်အဲဆင်းမှာပေါ့နော်ဘာဖြစ်လို့ဆင်းမလဲဆိုအဲ့လူဒန်းစားလုံနေတဲ့လူဒန်းစားတရက်ကကျမကိုမုံမှာပေါ့ကျမကိုဆင်းမှာပေါ့ဂယုမဆိုင်ပါဘူးနော်ကျမလေအဲ့တော့ခုနကပြောတဲ့စုမဲတွေ ကိုပစံသူများလက်ထဲပင်းရတာပြီးပြေးတာပဲเนาะမှန်ကန်နေဆိုတာအင်မတန်ရှားပါတယ်เนาะနောက်တစ်ခါခုနကပြောတဲ့ရွှေစုစာဟုတ်ကောဩနောက်ထပ်ပုံစံတစ်မျိုးနဲ့ပေါ်လာပြီနောက်တစ်ခါမဲရောင်းတာအိမ်မဲကားမဲရောင်းတာတွေတရားမဝင်ပါဘူးเนาะအိမ်နေအိမ်ကဘလောက်မဲတမဲကိုတသိန်းနဲ့ရောင်းနေဘလွန်နောက်တစ်ခါကားမဲရောင်းနေချင်းနံပါတ်အတိုင်းမဲကားမဲရောင်းနေအဲ့တော့ချင်းတိုင်းတိုင်းတာပဲလीအ ဟုတ်လားသုံးလုံးကနန်းကပေါင်မဲဆိုပြီးတော့မှကားမဲတွေလုတ်တယ်မလားတသိန်းတို့နှစ်သိန်းတို့သုံးသိန်းတို့ကျမတို့ချဲထိုးနှလုံးထွင်းအောင်မှကိုက900ဘိုးထိုးခြင်းထိုးလို့ရသေးတယ်တရာဘိုးထိုးခြင်းထိုးလို့ရသေးတယ်နော်တထောင်ဘိုးထိုးခြင်းထိုးလို့ရသေးတယ်သူကချင်းနံပါတ်အတိုင်းနဲ့ကားမဲတမဲကိုဝယ်လို့ရှိရင်သုံးသိန်းလန်ခရူဇာကြီးအဲ့ဒါချင်းရောက်စားတာပဲလေဟုတ်လားအဲ့ဒါချင်းရောက်စားတာပဲ အဲ့တော့ဘာလုပ်လဲဆိုတော့နလဲပလဲနဲ့လုံနေကြတာတကယ်တော့ဓာတ်တွေကိုလည်းတက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကတွင်တင်းတင်းကျပ်ကျပ်အေးအေးယူပေးဖို့လိုတယ်ကားမဲတွေလုံနေတဲ့သူတွေဒီစုမဲတွေလုံနေတဲ့သူတွေဘာဖြစ်လို့လဲဆိုတော့သူတို့ကလည်းကြားဖြတ်နေပဲဒါကြားဖြတ်နေလုံနေတာနော် သူများရဲ့ငွေကိုခေါင်းစဉ်ပေါင်းစုံနဲ့အိမ်မဲကြားဖြတ်မဲဒါလည်း နော်အိမ်နဲ့အိမ်နဲ့ဆိုပြီးရောင်းထားတယ်နှစ်တေသာကြာသွားတယ်အဲ့ဒီမဲကမဖောက်ပေးလို့အဲ့တော့ तू ကအိမ်မဲကတိန်းသပေါင်းလို့သတ်မှတ်ထားတယ်ဆိုပါစို့ဒီမှာ तू မှတိန်း9000မဲရသေးလို့မဖောက်သေးဘူးအော် तू ကတိန်း9000တူလက်ထဲမှာရထားပြီးပြီလေ तू ကအေးအေးဆေးဆေးပဲဟုတ်လားမပြည့်သေးရင်မဖောက်သေးဘူးအဲ့တော့ကြားဖြတ်နေအဲ့တော့အစိုးရကလည်းဓာရီကိုလေတင်းတင်းကြပ်ကြပ်အေးယူပေးဖို့လိုတယ်လူတွေလည်းတိဖို့လိုတယ်ဒီတော့အိမ်မဲရောင်းတယ်အိမ်မဲရောင်းလိုက်ပြီးတော့မှဟာအိမ်မဲကတော့ဖြန့်ပေးလိုက်တာဘသူကတော့ဖြင့် အိမ်ကြီးကိုပိုင်ဆိုင်သွားပါပြီတွေ့လားသိန်းပဏတောင်းတန်အိမ်ကြီးကိုစုမဲဒီမှာတသိန်းနဲ့ပိုင်ဆိုင်သွားပါပြီတွေ့လားရောင်းတာရောင်းထားတယ်မတွေ့သေးဘူးနော်ကားမဲခုနလိုပဲခြေသုံးလုံးနဲ့ကားမဲတွေဖောက်တယ်ဖောက်တယ်ဖောက်တယ်နော်ကားမဲတွေအဲ့ကားပိုင်ဆိုင်သွားတာတွေ့လားမတွေ့ဘူးနော်မအားကြပါနဲ့နော်မအားကြပါနဲ့ဟုတ်လားမအားကြပါနဲ့အဲ့တော့စုမဲတွေ စုမဲတွေစုကြတယ်စုကြတယ်အေးစုမဲမိန်းမတွေပြေးတာတခါတည်းကိုမှုံးနေတာပဲเนาะအမှုဖွင့်လဲဖွင့် အမှုအနေနဲ့ဖွင့်ကျမတောင်မှအမှုသွားဖွင့်သေးတယ်ကျမအဲ့နောက်ပိုင်းဘာအမှုမှအောင်မဖွင့်တော့ဘူးနော်မန္တလေးကမိန်းမတရားအဲ့လိုပဲလိမ့်တာအမှုဖွင့်တော့ရှေ့နေကလေ390ပေးရတယ်အဲ့ဒီခေတ်က390ပေးရတယ်အဲ့နှစ်ရက်လားမသိဘူးအချုပ်ထဲမှာကျမကိုခေါ်ပြတယ်ဟိုမားတဲ့အချုပ်ထဲကိုထည့်ထားပြီးပြီလေဆိုတော့အော်အေးဟုတ်ပြီပေါ့ဆိုကျမတို့ကပြန်လာပြီးလဲပြီးတော့အဲ့ရှေ့နေရဲ့ရဲရဲဒီဟိုအဲ့ပြင်မှုကျွလုံးနဲ့မိန်းမရဲ့ဘလို့တွေ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 ဖြစ်လဲမသိဘူးနှစ်ရက်လဲနေလဲနေရောအိမ်ပြန်ရောက်တော့အမိန်းမနော်အဲ့ရှေ့နေရလဲ ဆက်သွယ်လို့ကိုမရတော့ဘူးနော်အဲ့ဒီအချိန်မှာနိုင်ငံရေးနဲ့ထဖြစ်ကောရှေ့နေရလဲတခါတည်းကိုဘယ်လိုဘယ်လိုရောက်သွားပြီးတော့မှဘလိုတွေဘလိုတွေဖြစ်သွားလဲမသိဘူးရှေ့နေရလဲတခါတည်းကို Facebook ထဲမှာ friend ဖြစ်တဲ့ခါ friend ဖြစ်ထားတာကိုဟိုပစ္စတိုတနက်ကိုစပွဲပေါ်မှာတင်ပြီးတော့မှသူ့ကိုဘလိုဖြစ်တဲ့တွေ့ညာလို့ဖြစ်တဲ့တွေ့ဒီမှာပစ္စတိုတွေ့လားဆိုတော့ဟာရှေ့နေရရှေ့နေမှဒီဘာဖြစ်သွားပြီလဲမသိတော့ဘူးဆိုတော့ကိုကလည်းလေသူလေကျမပြောတယ်ကျမအမှုမလိုက်ပေးနိုင်လို့ရှိရင်လေကျမရှေ့နေကပြန်ပေး3.80ဆိုတာနဲတာမဟုတ်ဘူးဆိုတော့အဲ့ဒီရှေ့နေက တခါနဲ့ तू อ่ะတနက်ကိုဇပွဲပေါ်မှာတင်တဲ့ဓာတ်ပုံရိုက်ပြီးတော့မှသူ့ကိုဘလို့ဖြစ်တဲ့လူညာလို့ဖြစ်တဲ့လူပြောတော့ကိုကလည်းကို့ပစံနဲ့ကိုသီလာမတောင်းရဲတော့ဘူးမတောင်းရဲတော့ပဲနဲ့နေလိုက်တော့အဲ့ရှင်းနေလဲငါဘလို့လိုက်တော့မယ်နေပလိစီတော့နေပန္နာပစ္စည်းရောဟောတူရှိပလိစီတော့ဆိုပြီးတော့မှအဲ့လိုနဲ့ အဲ့ဒီတည်းကကျမလည်းဘာမှမမဖွင့်တော့ကဲနေပလိစီတော့လေရှေ့နေကပါထက်ကုန်နေဆိုပြီးတော့မှအဲ့တော့အဲ့ဒီစုမဲလိန်သွားတဲ့မိန်းမတွေကိုလည်းဒီလိုပဲပေါ့ကျမလိုလူမျိုးတွေပေါ့လေမလုံနိုင်မလုံတော့ဘူးပေါ့နော်မလုံနိုင်ကြအောင်စာချုပ်စာတန်းလည်းခိုင်ခိုင်မာမာတွေလည်းမရှိဘူးလေသူ့တည်းကိုကမဲထည့်ထားတာလေဟုတ်တယ်လားဆိုတော့အကုန်လုံးဆုံးရရတယ်တယောက်နဲ့တယောက်နဲ့ယုံကြည်မှုနဲ့အလုံးလုံးကြတဲ့ထိမှအဲ့လိုကလင်ကကြစ်တွေနဲ့လုံးကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့အများကြီးလူတွေချွေးနှဲစာတွေအလန့်ဟတ်သက်ဖြစ်ကုန်ကြတယ်ဆိုတော့ကြားဖြတ်မယ် တိထားဖို့ဘက်တော့မှမထည့်နဲ့အိမ်စုမဲဆိုတဲ့ကိစ္စတွေလေဘက်တော့မှမမှန်ဘူးအဲ့ဒါတွေလေနော်နောက်တစ်ခါခုနကပြောတဲ့အိမ်မဲကားမဲဘက်တော့မှမဝင်နဲ့အဲ့ဒါတွေလေသူများပတ်စံကိုနလဲပဲလဲနဲ့ယူတာကျမတို့တိုင်းပြည်မှာအိမ်မဲဖောက်ပေးလိုက်ပါတယ်လို့မြင်ဘူးလားသိန်းပနတောင်းနိုင်အိမ်ကိုဒီမှာငွေတထောင်းနဲ့ငွေတသိန်းနဲ့ဒီမှာပိုင်ရှင်လက်ထက်ကိုအပ်လိုက်ပါပြီလို့မြင်လားရောင်းတာရဲ့ရောင်းနေတာနော် ကားမဲတွေနှစ်သိန်းလို့သုံးသိန်းလို့ရှိရယ် Land Cruiser တွေကျွန်မခဏခဏတွေ့တယ်เนาะခြေသုံးလုံးကနန်းနဲ့သုံးလုံးကနန်းနဲ့ဆိုတော့ဆိုပြီးတော့မှတွေ့လားအေးပေါက်သွားတဲ့သူတွေ့လားသုံးလုံးတော်မှာကျမတို့လိုလေကူကူနဲ့မပေါက်ချင်းထွင်းအောင်အဲ့လောက်ဘဝမပြတ်ဘူးဟုတ်လားချင်းထွင်းအောင်ဘဝမပြတ်ဘူးအားတစ်ခါတည်းအဲဒီလိုမျိုးဟိုငွေ900ဘူးတစ်ထောင်ဘူးထိုးလို့ရသေးတယ်။သူကတော့တမဲကို3သိန်းလို့2သိန်းလို့ ਨੇ ဒီလိုမျိုးတွေเนาะဆိုတော့ဒါကြီးလဲခေါင်းစဉ်တက်ပြီးကြားဖြတ်နေပဲမလုံးနဲ့အခုရွှေစုစာအောင်ဆိုပြီးတော့မှပေါ်လာပြန်ပြီ။ ရက်ွက်ထဲဒီမှာအဲ့တော့ကိုကတော့ကိုယ့်ရဲ့ချွေးနှဲစာလေးတွေမဆိုင်ရမတောက်ရက်ကလေးနဲ့ရွှေစုစာအုပ်ဆိုပြီးတော့မှ9000ပေးလိုက်3သိန်းပေးလိုက်2သိန်းပေးလိုက်3သိန်းပေးလိုက်ငါကတော့ရွှေတစ်ချပ်သားရပြီငါကတော့ရွှေနှစ်ချပ်သားရပြီအမေယူသေးဘူးငါချက်သားပြေးမှယူမယ်ငါချက်သားလည်းပြေးရောငါရွှေလည်းပေးဆိုတော့ပြေးရောမပေးနိုင်ရင်ဘာလုပ်မလဲတွေဖြစ်ရောဖြစ်မယ်ဖြစ်မယ်เนาะဘက်တော့မှအဲ့ဒါတွေမလုံးမိစင်နဲ့ကျမတို့ကကျွန်သွားပြီးမှရတဲ့နောင်တာဟာဘာလုပ်မှာလဲเนาะမကျွန်ခင်မှာဒီလိုမျိုးအတိနဲ့တိရတဲ့ဟာဘယ်လောက်တန်ဖိုးရှိလဲ ဟုတ်လားကိုစီကနေကိုရဲ့ငွေတွေကိုရဲ့အာချွေးနှင်းစာတွေနဲ့ရင်းပြီးတော့မှတိရတဲ့အတိထက်စာလို့ရှိရင်ဒီလိုမျိုးတိကြိုတင်ပြီးတိထားလို့ရှောင်ကျင်ရတာဘလောက်အကျိုးများတယ်လဲဒါကြောင့်မလို့ကျမအမုန်းခံပြီးတော့မှပြောပြတာလောဘမတန်နဲ့မလေးပတ်စံသသိန်းနဲ့ဘာမှမဖြစ်ဘူးဟဲ့ငါတို့ကတော့ကန်ဆန်းတာလုံးအဲ့ဒါဆိုရင်တော့လေသဘောနော်ပတ်စံနှစ်သိန်းသုံးသိန်းနဲ့ဘာမှမဖြစ်ဘူးငါတို့ကတော့ကန်ဆန်းတာသဘောသဘောသဘောနော်အဲ့လိုမျိုးဆိုရင်တော့သဘော နော်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးတွေရှိတော့လူလိန်အားပေးတွေဖြစ်တာပေါ့အစိတ်ပင်ရေလောင်းနေဖြစ်တာပေါ့နော်အဲ့တော့ဒီလိုမျိုးတွေကိုနှိမ်နှင်းလို့မရဘူးပေါ့အဲ့တော့လေလေကျမဒီဒီဟာတွေဟာအိမ်မဲရောင်းတာတွေကားမဲရောင်းတာတွေစုမဲစုတာတွေရွှေစုစာအုပ်တွေဟာတရားဥပဒေရလဲကျမတို့ကဒါအကျုံးမဝင်ဘူးနော်အဲ့တော့ဒါတွေကို နှိမ်နှင်းမို့တိုက်ဖြတ်ဖို့ကကျမတို့တွေပြောတယ်ဆိုရင်တော့ကျမတို့တွေကစဲကြမယ်ဆိုကြမယ်ဒီဒီလူဒန်းစားတရက်ကကျမတို့ကိုတိုက်ခိုက်မယ်တတ်ဆိုင်ရာအစိုးရကနေပြီးတော့မှဓာတွေကိုပြင်းပြင်းထန်ထန်နဲ့နှိမ်နှင်းပေးဖို့လိုတယ်ဒါလဲကြားဖြန့်တစ်မျိုးပဲသူများစီးစိမ်ဥစ္စာကိုတရားမဝင်စုမဲတွေစုလို့မရဘူး ရွှေစုဆောင်အုပ်တယ်နော်အခုခေါင်းစဉ်တက်လာပြီဒါသက်ဆိုင်ရာလူကြီးမင်းများမသိမှာဆိုလို့ကျမကပြောပြတာရွှေစုဆောင်အုပ်ရွှေစုဆောင်အုပ်အဲ့တော့ကျမတို့ရွှေဆိုင်နေရရွှေရောင်းရင်တောင်မှပဲကျမတို့တက်တူတွင်လိုင်စင်ရှိမှကျောင်းမြန်ရောင်းရင်ကျောင်းမြန်လိုင်စင်ရှိမှကျမတို့တွေလုပ်ငန်းလိုင်စင်ရှိမှအယောင်းဝယ်လုပ်လို့ရတယ်။အဲ့တော့ရက်ကွက်ထဲဒီမှာရွှေစုစာအုပ်ဆိုပြီးတော့မှစုနေတဲ့သူတွေကဘယ်လိုလိုင်စင်မျိုးနဲ့လုပ်နေသလဲ။ဘယ်လိုခွင့်ပြုချက်မျိုးနဲ့လုပ်ကင်ခွင့်ရနေသလဲ။ဒါတွေကိုစစ်စစ်ဖို့လိုတယ်။ အဲ့တော့အများပြည်သူတွေကလည်းတရားမဝင်တဲ့နေရာတွေမှာကိုယ့်ရဲ့ငွေကြေးတွေမရောက်ရှိသွားဖို့ကို အသိပညာဗဟုသုတကြွယ်ဝဖို့လိုတယ်သိဖို့လိုတယ်ငွေစုခြင်းကိုယ့်အိမ်မှာကိုယ့်အကိုစုပေါင်းထဲမှာစုအစိုးရဘဏ် ကျမတို့ပုဂ္ဂလိကဘန်တွေကိုတောင်မှပဲတရားဝင်ဖွင့်ထားတဲ့ဘန်တွေကိုတောင်မှမယုံကြည်ဘူးလို့ယုံကြည်တယ်လို့ ਨੇ လုံနေကြသေးတယ်မလားရက်ွက်ထင်းကလူချင်းလူချင်းကဘလောက်များယုံကြည်ရလို့လဲနိုင်ငံအဆင့်ဖွင့်ထားတဲ့ဘန်တွေကိုတောင်မှမယုံကြည်ဘူးတွေဘာတွေညာနေလဲလုံသေးတာလीဘန်ကိုမယုံလို့ပတ်သက်မစူဘူးတဲ့ဘန်ကမလိန်သွားဘူးတက်တက်ပြအောင်တော့အခက်ခဲရငွေတပိတ်သေးထုတ်လို့မရတာလို့ထုတ်လို့ရတာလို့ဒါပဲဖြစ်ကောင်းဖြစ်လိမ့်မယ်လိန်ပြီးတော့တော့မပြေးဘူး မရှိခဲ့ဘူးလားဆိုတော့ကျွန်တော်တို့ဟုတ်အရင်တုန်းကတော့တခါဒီဝါလီခံလို့ဆိုတခါရှိခဲ့မှုတယ်ဟုတ်လားအဲ့တော့ဒီလိုမျိုးနိုင်ငံအဆင့်ဗန်နေတောင်မှဒီလိုစိတ်မျိုးရှိတယ်ဆိုရင်ရက်ွက်ထဲကလူတွေကဘလောက်အဆင်ရှိလို့ကျွန်တော်တို့ကယုံယုံကြည်ကြည်နဲ့စုမဲစုတာမျိုးတွေရွှေစုစာအုပ်လောက်တာမျိုးတွေလုပ်ရဲကြရတာလေမလုံးနဲ့တော့ကိုယ့်ရဲ့ချွေးနှဲစာတွေတိတ်နှမျောဖို့ကောင်းနေဟုတ်ပြီလားတတိထားနိုင်ဖို့အတွက်ပြောပါတယ် အိမ်မဲကားမဲစုမဲရွှေစုစာအုပ်အလိန်နေကြည်ပဲ90ရာခိုင်နှုန်းလိန်မှာအေးမမကန်ကန်နဲ့စုမဲနေနေလေးလူနေစုနဲ့မမကန်ကန်နဲ့ချိန်တိုင်းအဲ့တော့လူနေစုနဲ့မမကန်ကန်မာတယ်ဆိုတယ်ဆိုတဲ့နေရာမှာလဲကျွန်မပြောပြမယ်အဲ့ဒီစုမဲကင်တဲ့သူကရောင်းနိုင်စားနိုင်ဖြစ်ဖို့လိုတယ်လေ။သူက၁၀ရောက်မဲကင်နေဆိုပါစို့ ်၅ယောက်ကထုတ်သွားပြီးပြီထုတ်သွားပြီးတဲ့၅ယောက်ကငွေပြန်မထည့်ဘူးဆိုလို့ရှိရင်အဲ့ဒီ၅ယောက်စာသူငောက်နောက်၅ယောက်ကိုအမ်းပေးနိုင်လားယော်ပေးနိုင်လားအဲ့ဒီကြရင်လွယ်လွယ်နဲ့ဘာဖြစ်တယ်လဲဆိုရင်ရှေ့ကထုတ်သွားတဲ့သူတွေကပြန်မထည့်လို့သူကလည်းစိုက်မယော်နိုင်ဘူးရှေ့ကလူတွေထည့်มาရမယ်ရှေ့ကလူတွေမထည့်လို့မယော်နိုင်ဘူးဆိုပြီးတော့မှမရဘူးဟုတ်လားအဲ့တော့လေကျမတို့တွေကအများကြီးသတိထားဖို့လိုတယ်နော်။သိလား။ကျမ အလုံးစုံတရားရာဂိုင်းလုံးမမှန်ကန်မှုဆိုတာထက်90ရာဂိုင်းလုံးဒီလုံးဝမမှန်ကန်ပါဘူးเนาะခြေနိုင်လက်နိုင်နဲ့ဆင်ရာဂိုင်းလုံးမမှန်ကန်ကန်စုနေတဲ့သူတွေကိုတော့မဆိုးလို့ဘူးဒါပေမဲ့ဒီစုမဲတွေဆိုတာလေအရှိမအများကြီးဘဝတွေပြတ်ခဲ့ပြီးပြီလူတွေအများကြီးပါခဲ့ကြပြီးပြီအဲ့တော့ကျမတို့တိုင်းပြည်ကလိန်နေလိန်နေလိန်နေဆိုရဲလိန်နီးဟာလေနှစ်နှစ်သုံးနှစ်နေလို့ရှိလို့ရှိရင်လူတွေကမေ့သွားပြီးအမှတ်လည်းမရှိဘူးအဲ့ဒီလိန်နီးနေပဲအဲ့ဒီလူတွေကပြန်လိန်လာတယ် အဲ့ဒီလိန်နီးနဲ့ပဲပြန်ခံရတာကျမတို့တိုင်းပြည်မှာအလိန်ခံရတဲ့ဖြစ်စဉ်ဖြစ်ရတိုင်းဟာတက္ကနစ်အစ်စ်တွေနဲ့ဟုတ်တာမဟုတ်ဘူးဒီတက္ကနစ်တွေနဲ့ပဲကေပေးတွေနဲ့လိန်နေတယ်ကေပေးတွေနဲ့လိန်နေတယ်တွင်တွင်ကြဲကြဲကြီးဒီမှာပြောနေကြတယ်လိန်နဲ့လိန်နဲ့လိန်ကြီးတွေကိုလည်းခဏခဏနဲ့ဒီမှာ TikTok တွေမှာ Facebook တွေမှာတင်းနေတယ်ဒါလည်းအခုချိန်ထိအလိန်ခံရတဲ့သူရှိနေတော့မယ်ဒါကြောင့်မလို့တိတယ်တိတဲ့သူတွေကြော်သွားပါမတိတဲ့သူတွေအတွက်ကျမတို့ကအကြောင်းထပ်ပြီးခဏခဏပြောပြခြင်းဖြစ်ပါတယ် တတိထားဖို့လိုပါတယ်ထပ်ပြောပါမယ်စုမဲအိမ်မဲကားမဲရွှေစုစာအုပ်တတိစက်စက်ထားပါကိုငွေသူများစီမရောက်ပါစေနဲ့စေတနာဖြင့်မေတ္တာဖြင့်ပြောခြင်းဖြစ်ပါတယ်เนาะ